အာအားလုံးပဲမင်္ဂလာပါကျမဒီနေ့ကစကားလေးပြောချင်ရှိလို့ပါကိုရီးယားမှာရှိနေတဲ့အယောင်ဆောင်တွေကျမဒီစကားတွေနဲ့ပတ်သက်ပြီးတော့ဆက်စပ်ချင်းပြောပါမယ်လိန်ညာတာတစ်ခုမှမပါပါဘူးအဲ့တော့နံပါတ်1တစ်ချက်ကအဆိုရပူပူကိုရီးယားကိုရောက်လာပါတယ်သူ့ဖာသူအလေလာရင်းနဲ့မှအတိမိတ်ဆွေဆိုင်မှာအဲ့ဒီအတိမိတ်ဆွေဆိုင်ကလည်းကျမအိမ်လောက်တောင်ကျဲဘူးအဲ့ဒီဆိုင်လေးမှာအဲ့ဒီဆိုင်လေးကကလေးနှစ်ယောက်နဲ့မုတ်ဆိုးမတစ်ယောက်အကျွေးတောင်မှထူးနေသေးတယ်โอเคအဲ့မုတ်ဆိုးမတစ်ယောက်ကနေပြီးတဲ့အခါကျတော့မှသူကကလေးနှစ်ယောက်နဲ့ လောက်ကိုင်းစားတောင်းနေတာအဲ့တော့အဲ့ဒီမှာအလှငွေဆိုလဲခဏခဏတောင်းနိုင်ပါဖြစ်နေခဲ့နေရတယ်မဟုတ်ဆုံးမတရားနော်ကျမပြောချင်တာအဲ့တော့သူ့ဆိုင်လေးမှာချင်းချင်းလေးကျမအင်္ဂလောက်တောင်းကြီးချင်းချင်းလေးမှာအဲလာစားတဲ့သူတွေကိုဆိုတော့ဘိုးဘွားတချင်းဆိုမယ်အဲ့ဒါကိုဒီဘက်ကရွှေမိုးတို့အုပ်စုပေါ့ဘောမတွေကအားလုံးအမလေးဘာဖြစ်တယ်ဘောမကိုဆိုလို့ဘာဖြစ်တယ်ညာကျမကလည်းဘောမလို့ပြောတာပဲအဲ့တော့ဘောမဆိုလို့ဘာညာလဲအေးငါပြောမယ်ရွှေမိုးတို့နင်းနဲ့လင်စီတရံဘူကြီးကိုခေါ်ထားတယ်โอเคเนาะเนเน่ไจ่နေတာဟုတ်ငါတိတယ်เนาะ ငေါ့မညာနဲ့ငေါ့တောက်လျှောက်ဒလန်လို့ပြောနေရအဲ့တော့အခုလဲကြားလဲကြားလဲကြားအမလေးရွှေမိုးတို့တွေလက်တင်းတခြားတက်လိုက်ရရောင်ဆောင်ပြီးတော့ငွေခိုးနေတဲ့သူတွေလက်တင်းကြတာပေါ့အဆန်ရှေ့မှာလဲစန္ဒပြကြမယ်လို့ကျွန်မပြောချင်တာလေးတက်လိုက်ရကိုတကယ်ကိုနင်တို့လုံနေကြတာနင်တို့နာမည်ကြီးဖို့အတွက်နင်တို့ဟိုနေရတိုးဖို့ဒီနေရတိုးဖို့အတွက်တက်လိုက်ရကိုလုံနေတာလားဆိုတော့ငါသိပြီးသားနင်တို့တွေအားလုံးအလူငွေတွေကောက်ထားတာနဲ့ပတ်သက်ပြီးတော့တက်လိုက်ရပြင်ဖြည့်ရှင်းပေးရမှာ ငါ့ကိုလည်းတခုတလန်လုတ်ပြီးတော့နင်တို့ပြောထားမလားငါလည်းရှင်းပေးမှာရွှေမိုးကောက်ရင်ရွှေမိုးရှင်းရမယ်တခြားလူတွေကောက်ရင်ကောက်တဲ့လူကုန်ရှင်းပေးရမှာငါလည်းရှင်းပေးမှာဟုတ်ပြီနော်နင်တို့ဇက်တရနေငါ့လိုပြောငါသည်ပြည်သူပတ်ဆောင်တကြခိုးကင်တုံးစပြန်ပြီးမှာအေးငါသိန်း800ငါအလူကြီးကောက်ခဲ့တယ်အဲ့ဒီသိန်း800ကိုငါခိုးကင်ငါတုံးစပြန်ပြီးမှာသိန်း2400ဟုတ်ပြီနော်အဲ့တော့ငါ့ကိုပြောနေတဲ့တခိုးတလန်လေးအားလုံးလည်းနင်တို့ကောက်ခဲ့တဲ့ဟာသမ ्या ရှင်းပေးရမယ်နင်တို့ကမဟုတ်တဲ့လူကြတော့လိုက်ပြောပြီးတော့ MAN ရောင်းတဲ့သူ ် MBI ရောက်နေသူအခုတခိုးတွေပဲစိုင်းနေစိုင်းနေဖြစ်သွားတဲ့တခိုးဆိုင်ကြီးက MBI အကြီးကျယ်ရောက်နေတဲ့သူကအာငါရောက်တော့လိဖြစ်လာတဲ့ဆိုလဲဆိုတော့နင်တို့ဘာပြောရဲလဲအဲ့နင်တို့ရဲ့အဖွဲအကြီးကြီးထဲမှာဒုက္ခရတွေဘာညာဝင်နေတာတွေမဟုတ်ဘူးလားနင်တို့ပြောရဲလို့လားတက်လိုက်ရတွေလုတ်ပြီးစိုင်းနေစိုင်းနေဖြစ်သွားတယ်နင်တို့ဖာသာနင်တို့အိုတွေကိုတိုင်နေပြီးအိုတွေကိုလိုက်ထုတ်တယ်တယောက်ကို30သိန်း30ကောက်တယ်နော်ဟိုမှာလည်းတကယ်ဒဏ်ကြီးမဆောင်အောင်ပဲနဲ့ဒဏ်ကြီးဆောင်ရတယ်လို့လုတ်တယ် ပြီးတော့ငါတိသွားတဲ့အခါကျတော့အဲ့ဒီလူကိုပြန်ပေးတယ်ဘန်းဆောက်ကသူတို့ဘန်းဆောက်မဟုတ်ဘူးတခြားလူရဲ့ဘန်းဆောက်တခြားလူရဲ့ဘန်းဆောက်အုပ်ကိုအတုံးပြုတ်ရင်နင်တို့ဘာအမှုမရောက်လဲဆိုတာကိုသိရမလားငါမတိုင်သေးဘူးနော်လိုက်ရလိုက်ရတွေမလုံနဲ့ငါ့အုပ်ကျတော့လိုက်ရလိုက်ရလုပ်တယ်ဆိုပြီးတော့နင်တို့တွေအောက်တန်းသားတွေနဲ့ဝိုင်းပြီးတော့ဆဲဆူနေပေမဲ့နင်တို့လုံနေတာတွေအားလုံးငါတနေ့ကြပြန်လုံမှာဆိုတော့မမေ့နဲ့နင်တို့ဘသူရဲ့ဘသူရဲ့ဟာကိုကင်ထားတယ်ဆိုတော့ငါကောင်းကောင်းသိထားပြီတာ ရင်ကမင်္ဂလာပါဆိုင်ကကောင်းကင်ထားပြီးသားလေးတက်လိုက်ရလှုပ်ပြီးသွားတဲ့အခါဆိုင်လေးပါးဖြစ်သွားဟုတ်တယ်မလားတက်လိုက်ရလှုပ်ပေးပါတယ်ဟိုလူကူညီပါတယ်ဒီလူကူညီပါတယ်အဆန်လဲယူပြီးသွားတယ်လို့လှုပ်နေတာငါမသိမှတ်လို့လားတက်လိုက်ရဖြစ်ပြီးသွားပြီးဆိုင်လေးထောင်းနေတယ်ဆိုတာငါမသိဘူးထင်လို့တနေ့ကျရင်အားလုံးရှင်းပေးရမှာနော်ငါလည်းရှင်းပေးရမယ်အဲ့တော့တက်လိုက်ရမှာငွေကောက်နေတဲ့သူတွေအားလုံးဇွန်နီလာထေးကိုပြောဇွန်နီလာထေးလို့ပြောရမယ်တကြက်ကိုရင်သုံးဆပြန်ပေးရမယ်ငါတိန့်ရှိရခိုးတယ်ဆိုလို့ရှင်နေလို့ပြောနေတယ်လို့ငါလူငွေကောက်တာတိန့်ရှိရပဲငါစီမှာအစင်းတိကြရှိတယ်โอเคနော်ငါတို့က ဖမ်းအကောင့်နဲ့ပဲလုတ်တာငွေသားနဲ့မလုတ်ဘူးတခါမှအားလုံးတိတိကျကျလဲလှူထားပြီးသားငါလှူတဲ့ငွေတောင်မှအဲ့ဒီငွေတက်တောင်ပုံများရင်များရင်များနေုံပဲโอเคเนาะအဲ့တော့ဒီချက်ခိုးရင်တက်လိုက်ရမှာအလူငွေကောက်နေတဲ့ကောင်တွေကောင်မတွေကိုရီးယားမှာဒီချက်ခိုးတာနဲ့သုံးဆရော်မယ်လို့ငါလူပြောသူကသူမဟုတ်ဆိုမဆိုင်မှာတချင်းဆိုတာအေးလက်မှတ်ရောင်းစားနေတယ်ဆိုရင်တော့ငါပြောမှာသူကသူဆိုတာနဲ့လူပါဖြစ်တာမနာလိုချက်ညနေအချင်းချင်းကြတော့ MAN ရောင်းစားနေလို့ပါဇက်တွေအားလုံးအပါလေ။တွားတွားပြီးတော့အလက်ကစားနေတာစိုင်မာလေးငါမသိဘူးထင်လို့လား။ ် MBA ရောင်းတော့ဘာဖြစ်လဲဆိုဘာမှမပြောမယ်နင်တို့ဆိုင်မှာတော့တော့ပြီးအလကစားတယ်ပြီးလို့ရှိရင်ငွေသားနဲ့အလူငွေထဲလိုက်ခိုးတယ်ငါပြီးရင်စင်ပေါ်တွေတက်ပြီးသွားတဲ့အခါနင်တို့ကနိုင်ငံရေးလုတ်တော့မှနိုင်ငံရေးအခုလိုမျိုးမြန်မာပြည်ဖြစ်တော့မှပဲနင်တို့ကဘာဖြစ်လဲလူကြားတဲ့တိုးနင်တို့မရှက်ကြဘူးလားတချို့နိုင်ငံရေးကိုလုတ်ပြီးသွားတဲ့အခါကျတော့ထောက်ခံတယ်ထောက်ခံတော့စိုးတက်ကတော့မှကြောင်ပြီးသွားတယ်အမလီအဲ့တော့ဘာဖြစ်လဲထောင်း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 ဖြစ်လာတယ်အဓိကထောင်းကျင်လားဇနီလားထိ့ဦးမလားထောင်းဖို့မကြိုးစားနဲ့ငါနင်တို့ထိတ်ပေါ်မှာပဲရှိတယ်ဆိုတော့မမေ့နဲ့ အေးစစ်စစ်နေကြသူဖတ်သူမုတ်ဆူးမဆိုင်အဆိုတော့သူဖတ်သူဆိုတာပတ်စံနဲ့လောက်တာမဟုတ်ဘူးလေလက်မှတ်ရောင်းနေတမျိုးလက်မှတ်ရောင်းနေငါကိုယ်တိုင်ပြောမှာညီတို့ကဘာဖြစ်ကြတာတက်လိုက်ရရောင်းရောင်းလောက်နေကြတယ်တခိုးတွေရရရဆဆဟွန်းညီတို့ပြောငေးစီရီယံဘူကြီးနဲ့ကြိုက်နေတဲ့မမကြီးကြောင်းငါမသိဘူးထင်လားအတွင်းရေးတွေကစာငါကုန်တည်ဟွန်းအာအလုံးပဲမင်္ဂလာပါဒီကျမညကြလို့ရှင်ကျမအကြောင်းတူပေါ့ ဆိုတာတန်တန်းနေကက်ဆရာလေးတွေရှိတဲ့အတွက်ကြောင့်မလို့အခုညကြတော့မအောက်ပေါ့မားတဲ့အခါကျတော့လွှင့်မယ်ဆိုရင်တော့လွှင့်လို့ရပါတယ်မားတဲ့အခါကျကျမအခုအတိပေးပြောစကားလေးရှိပါတယ်ဒါကတော့ကိုရီးယားရောက်မြန်မာတွေအတွက်နံပါတ်1တစ်ချက်ကအာကျမတို့ဒီတလာရအတွက်ကိုဘောလုံးကန်တဲ့သူတွေရှိပါတယ်အာဘောလုံးကန်ကြပါလို့ဒါပေမဲ့လည်းကျမကြီးကိုဂယုဆိုင်ကြပါလို့ပြောချင်ပါတော့ဘောလုံးတွေကိုမဟာတရားကန်တဲ့အခါကျရင်ကျမတို့ဒူးကောင် ဒူးကောင်းရဲ့အထက်ထဲမှာရှိတယ်တကောက်ကျောထဲမှာရှိတယ်ဒီမတို့ကဒီဒူးကောင်းရဲ့အယိုးတွေထဲမှာအသားရှိမဲ့အယိုးရှိမဲ့အယွတ်အယွတ်နဲ့အသားနဲ့အဲ့လိုကတ်ထားတဲ့ဟာတွေရှိတယ်ပေါ့အင်းတဲ့လို့ခေါ်တယ်ပေါ့အယွတ်အကျောတွေရှိတယ်အဲ့အထက်ထဲမှာရှိတဲ့ဒီတကောက်ကျောတွေထဲမှာဆိုရင်ဒီဒူးကိုခိုင်ခန့်အောင်လှုပ်ထားတယ်ဒီလိုအမြောက်လက္ခဏာအကျောနှစ်ခုရှိတယ်အဲ့တော့ဘောလုံးကန်တဲ့အခါမှာအဲ့အကျောတွေပြတ်သွားပါတယ်ကောင်းလေးတစ်ယောက်ကအကျောပြတ်သွားတယ် ပြီးတော့ဒူးမှရှိတဲ့ဒူးရွတ်တွေဆုတ်သွားတယ်။ဒူးရွတ်ဆုတ်ပြီးတော့အကြောပြတ်သွားရင်အခွဲစိတ်ပြီးရင်နောက်မှခွဲစိတ်ခရင်ပဲအခုစေးယုံကအဲဒါပူပူလူလူ340ပေါ့130ဆိုမြန်မာငွေ300ကျော်ပါတယ်။အဲ့တော့340နဲ့ပြီးရင် MRI ရိုက်ထားရင်ပဲဒီနေ့တင် MRI ရိုက်ခါရင်9သိန်းခွဲလောက်ကျတယ်။ဆိုတော့အခါကျတော့နည်းနည်းတော့တတိထားပါလို့ဘောလုံးကန်တဲ့သူတွေငေါကန်လဲကန်ပါ တော့တတ်လိုက်ရအတွက်လောက်တာတော့ကျေးဇူးများကြီးတင်တဲ့အားလုံးကိုအဲ့ဒီတတ်လိုက်ရမွေတွေလဲတကယ်ရောက်မရောက်လဲစစ်ဆေးကြပါလို့ပြောချင်ပါတယ်ဘောလုံးကန်တာလဲတတိထားအဲ့တော့လိမ့်ကန်နေရင်လဲသိတယ်မလားနာနေရင်လဲနားကြအောင်ဟိုမြန်မာပြည်ကမိကတိနဲ့ဥဆိုင်နေရင်လဲမပြောက်ဘူးအဲ့လိုအကျောပြတ်တာကြတော့အော်ကျမတို့ဒါခွဲစိတ်ရပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ကတော့ MRI နေရိုက်ပြီးသွားတဲ့အခါကျတော့မှ သူ့ကိုဒီစေးယုံကတော့ဒီလောက်ကြာတယ်ခွဲစိတ်မယ်ဆိုလောစရာမလိုတခြားစေးယုံကဘယ်လိုလုပ်တင်လဲဒီစေးယုံကဘယ်လိုလုပ်တင်လဲတယောက်နဲ့တယောက်ကအာဘော်တွေမတူပါဘူးဆရာဝန်တယောက်နဲ့တယောက်ရဲ့အာဘော်တွေမတူဘူးအဲ့တော့ခွဲစိတ်ဖို့ကအလျင်မလိုသေးဘူးအဲ့တော့ကိုဘက်ကလည်းဆွေးနွေးဖို့ဒီဘက်ကလည်းဆွေးနွေးဖို့နဲ့အဲ့ကျမတော့အကောင်းဆုံးနေနဲ့ကုညီပေးသွားမှာပါ။ညသူတို့တွေဟိုရခင်ကလေးကအဲ့သူတို့ဆိုအန်ဆောင်ကနေလာတာအန်ဆောင်ဘက်ကနေလာတာ။ဟိုရခင်နဲ့ကကျမနဲ့အတူတူဟို နေမကောင်းဖြစ်ရင်ကျမပဲလိုက်ပြီးစကပြန်ပေးနေကြဆိုတော့အခုလဲကျမစီကိုလာတာပေါ့နော်အဲ့တော့ဒါကဘောလုံးကန်နေတဲ့သူတွေကိုကျမတတိပေးတာပါကိုရီးယားနေတဲ့သူတွေကိုနောက်တစ်ချက်ကတော့အခုတလောမှာ EPA ကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာတွေဖြစ်နေရပေါ့ရခင်ကလေးကလည်းကျမတို့တွေကပြဿနာတွေရှိရဲဒါတွေကလက်တရားယုံနေမှလည်းရှိထားပြီးသားအဲ့တော့စိတ်မပူပါနဲ့လို့ကျမအနေနဲ့အကောင်းဆုံးဖြစ်ရှင်ပါပါလို့တချို့စိတ်ပူကြတဲ့လူတွေရှိတယ်အဲအရင်ကတည်းကဟိုကျမဘက်ကိုလိုက်ချင်မိမယ်လေတချို့ဘက်ကအုပ်စုတွေတောင်းနေတဲ့အခါကျတော့မပြောရတဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်တယ် ။ငါဒါပေမဲ့အခုချိန်မှာအာပေါ့ထမင်းဆိုင်ထမင်းဆိုင်ပေါ့ဘူဖြောင်းဘက်ကထမင်းဆိုင်နေပေါ့ဘူဖြောင်းဘက်ကထမင်းဆိုင်နေဆိုလဲတောက်စုံကြီးကိုဘလို့နှိမ်နှင်းမယ်ဆိုပြီးတော့အတင်းနေတုံနေကြတာပေါ့တိရမလားအာတောက်စုံကြီးကိုဘလို့နှိမ်နှင်းမယ်ဆိုပြီးအတင်းနေတုံနေရခင်ရပေါ့အာအတင်းနေတုံနေကြတာပေါ့ဒီတောက်စုံကိုဘလို့ဖြိုးမယ်တောက်စုံကိုဘလို့လုပ်မလဲအကောင့်တူတွေနဲ့တောက်စုံရဲ့တိတ်ခေါဘလို့ချမလဲဆိုပြီးတော့အတင်းနေတုံနေကြတဲ့ဗီဒီယိုဖိုင်อืมအတန်ဖိုင်ပေါ့ကျွန်တော်စီမှာရှိနေပါတယ် ဲ့တော့ဘသူတွေအတင်းတုပ်လဲခမင်းဆိုင်မှာဘသူတွေအတင်းတုပ်လဲဒါပေမဲ့လေတနေ့တည်းတစ်ချိန်ကြာရင်ဘသူကမမကန်ကန်လုတ်လဲဆိုတာကိုတိတဲ့အပယ်ချောင်မလို့လေအားလုံးကကျမရဲ့အတင်းကိုတုံနေတာလေအဲ့ဒါကျမလူတွေဖြစ်နိုင်တယ်နော်ကျမအတင်းကိုတုံနေကျမလူတွေဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုနီလာထေးကိုအတင်းတုံနေတဲ့အခါကျတော့မဟုတ်ကောင်းလေးဟာနင်တို့ဒီကောင်မအကြောင်းတင်းတုံနေတာလားဆိုပြီးတဲ့အခါဝင်ပြောမှလေသိတယ်မလားအဲ့လိုဆိုနီလာထေးရဲ့အတင်းတုံနေရင်လဲဆိုနီလာထေးလူပဲဆိုနီလာထေးကိုဆဲနေရင်လဲဆိုနီလာထေးလူဖြစ်နိုင်ပါတယ် ဒီမှာဆဲဆဲချင်းသူတို့တွေတွားပြီးအတင်းတုတ်ကြတဲ့အခါကျတော့လေဖြစ်နိုင်ပါတယ်လို့ပြောချင်ပါတယ်ကျမရှိမှာအတားဖိုင်နေရှိနေပါတယ်ဒါပေမဲ့ကျမတို့ကကိုရီးယားနိုင်ငံကဒီတရားဥပဒေစိုးမိုးတဲ့အခါကျတော့မှန်တဲ့လူနောက်ကိုပဲလိုက်မှာပါအဲ့မဲ့ကျမကနောက်ကျောလုံနေဘလို့ပဲစစ်စစ် နောက်ကျောလုံနေကျမအကုန်လုံးပေးဆက်မှာလို့အလုံးပြောထားပြီးသားဒါကြောင့်မလို့ကျမကိုချိန်စာတိုက်လို့လည်းမရအောင်ကျမရဲ့ရင်ဘတ်ထဲမှာကူမှမှန်ကန်တဲ့စိတ်ထားတွေရရှိနေပြီဒါညာတာမဟုတ်ဘူးနော် ျမတို့ဘယ်တော့မှဘူးဘူတဘာကိုမယုံပါခဲ့မမှန်ကန်ကန်ပဲကိုတက်နိုင်တာလုတ်ပေးခဲ့တာဒါပေမဲ့ကျမစိတ်ထဲမှာနောက်ထပ်သစ္စာတစ်ခုကရှိတယ်အရင်ကတည်းကကျမပြောပါတယ်ဒါကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်သူများတွေတောင်ကလေးတွေတောင်မှကို့အသက်ကိုပေးဆက်ပြီးတဲ့အခါကာကွယ်နေတာဖြစ်တဲ့အတွက်ကျမတက်နိုင်တဲ့လောက်ကျမပြည်သူကိုကျမကာကွယ်မှာပဲလို့ကျမပြောထားပါတယ်နောက်ပိုင်းကျမပညာတွေဆက်တင်ဖို့တွေအများကြီးရှိတယ်ဆက်တင်ရင်လည်းပြည်သူကာကွယ်ဖို့အတွက်လာမှာပါဒီလိုမျိုးပဲဘုသူတ္တတွေဆက်ပြောနေမှာပါပဲတယောက်မခံရရင် ဘာဖြစ်တော့ကျွန်မမြတ်သွားမယ်ကျွန်မကြောင့်တယောက်မခံရရင်ကျွန်မမြတ်သွားမယ်အဲ့ဒီအမြတ်ပဲလူကျင်တာဒါကြောင့်လူကျွန်မကြံ့ကြံ့မမာနဲ့ရှေ့ကိုပဲဆက်တူမှာပြီးတော့ကျွန်မကိုအားပေးခဲ့တဲ့လူတွေလည်းကျွန်မအမြဲတမ်းပြောပါတယ်ဘယ်တော့ကြောင့်ကျွန်မကြောင့်အတော်မှမညှိုးငယ်စေရဘူးလို့ကျွန်မကြောင့်ပဲမျက်နှာရအောင်လုပ်မှာပါပဲအဲ့တော့နောက်တစ်ချိန်ကြာလို့ရှိရင်တော့ကျွန်မတို့တွေဘယ်လိုဆက်ပြီးတော့ကြိုးစားမလဲဆိုတာစောင့်ကြည့်ပေါ့နော်ကျွန်မတို့ဆက်လက်ပြီးတော့ကြိုးစားတော့မှာပါ ကျမတို့မှာကျမတို့မိဘအတွက်လည်းမပူစရာမလိုပါဘူး။မောင်နှမအတွက်လည်းပူစရာမလိုပါဘူး။ကျမကမှလည်းဘာမှမရှိတဲ့အတွက်ဘာမှလည်းပူစရာမလို။ကျမတို့အဖွား80ကျော်အတွက်လည်းပူစရာမလို။သူလည်းသူ့ဖာသူပဲ။အေးကျန်းကျန်းပဲ။ကျမမိဘလေးလည်းကျမကိုဘာမှအပူမပေးဘူး။တစ်ခါမှအပူကိုမပေးရ။ကျမရဲ့အပူတစ်ခုပဲရှိတယ်။ကျမနိုင်ငံကိုမြန်မြန်ဆန်ဆန်ပါဖြစ်ချင်တော့။လွတ်လပ်ရေးရချင်တယ်။ဒါပဲ။ အရင်မတို့တက်ချင်နေပြီစီအရင်အမေစုခက်ကလောက်ပြန်လဲပြီးတော့အဆင်ပြေလာတယ်တဖြည်းဖြည်းနဲ့တိုးတက်သွားလို့ရတယ်အဲကျမရဲ့ဒါပစ်စီချင်တဲ့စိတ်ထားပဲအဲ့တော့ကြံတဲ့လူတွေဘလို့ပဲတက်ခိုက်တက်ခိုက်ဇနီလာထိအကောင်းဆုံးဖြစ်ရှင်းနိုင်မပူနဲ့နော်ဒါပေမဲ့ကျမတခုတည်းပြောချင်တယ်ဇနီလာထိကိုဖျောက်ချချင်တယ်ဆိုရင်တော့စူးစားစူးစားပါလို့ကျမကလည်းငင်ခံနေမဲ့စားတယ်မှမပါပါဘူးကျမပြောထားပြီးတော့ကိုယ်လက်ချောင်းထိုးရင်ကျမဒီလိုပြန်ထိုးမှာနော်ကျမပြောထားပြီးတာအဲ့တော့နောက်ကျောင်းလုံနေဆိုရင်တော့ဖိုက်လို့ရပါတယ် လူတိုင်းမှာကိုကိုချင်းတရားကိုတိတ်ခါအကုန်ရှိတယ်အကုန်ချပြနိုင်တယ်ဘင်္ဂလားဒေ့ရှ်မှာအကုန်တက်တည်တယ်အကုန်ရှိပါတယ်အဲ့တော့ဒီကောင်မကအမှန်အကန်ပဲဆိုတခြားလူရဲ့ပြောစကားကိုနားထောင်ပြီးတဲ့အခါလှုပ်ဖို့လည်းစဉ်းစားပါနဲ့လို့ကျွန်တော်ပြောစင်ပါတယ်အဲ့တော့ဘယ်သူပဲဟိုအာအမဆုံကြီးအမဆုံကတော့လှုပ်တော့မယ်ဒီမှာပြောဆိုနေပြီဆိုရင်လည်းရတယ်ကိစ္စမရှိဘူးဘလူတွေဘလူပဲပြောပြောပါကျွန်မအခုချိန်ထိ ီနောက်မှာပဲဆက်ရှိနေတော့မှာနောက်ချိန်လဲဒီကမြင့်တဲ့နေရာကိုပဲသွားမှာပါဒီကမြင်တဲ့နေရာမှာကိုပဲတော့မှာအလုံးစိတ်ပူပါနဲ့ကျမတတ်နိုင်တဲ့လောက်ကတော့ကျမကဘာဖြစ်နေမှာအရင်ကတည်းကကာကွယ်ပေးခဲ့တာဖြစ်တဲ့ဒီချိန်ဒီမှာယောက်ျားသားကြီးတွေလေပြောဆိုမှုကိုခံပြီးတော့တောင်မှကျမကူညီပေးတာဖြစ်တဲ့ဒီထက်ကြောက်စရာကောင်းတာဘာမှရှိတော့ကျမကပြောထားပြီးသားကျမတေးတေးဟဲ့ဒီဟာလောက်ကလောက်ကကြီးတိတူအောင်ပဲရောက်ပါအဲဒုက္ခကျမတေးတေးကျမကိစ္စမရှိတော့ ကျမတို့ရဲ့ဘဝတွေရောအနာဂတ်တွေရောတည်ထားပြီးသားဒီကတည်းကအကြောင်းရှိတော့အဖိုက်တင်းသူချကိုချပါပဲဘယ်တော့မဆိုသူချကိုချပဲဒါပေမဲ့အာကျမဟိုပေါ့နော်တည်နေကြပါတယ်အဲတောက်ဆုံကြီးကဒါစိတ်ကောင်းလားဆိုပြီးတဲ့အခါကျတော့ပြောတဲ့သူတွေအများကြီးပဲရှိပါတယ်ကျမရှိမှာအကုန်တက်တည်လေးလည်းရှိပါတယ်သူတွေနောက်ပိုင်းမှာဘယ်လိုပြောနေလဲရှိပါတယ်ကျမတို့ကတော့ ိုစိတ်ကောင်းတာကိုပဲတည်တာပဲလူတွေကအာသူများစိတ်ကောင်းတဲ့ထက်ကိုကိုကိုလည်းစိတ်ကောင်းတယ်ဆိုတာပိုတည်ရမှာပဲကျမတို့ကောင်းကောင်းမွန်မွန်ပဲနေပါလေအားလုံးအဆင်ပြေရောအားလုံးဝမ်းသာတယ်ဒါပေမဲ့ကျမစိတ်တူတက်တာတော့စိတ်တူတက်တာပေါ့ဒါပေမဲ့သူများကိုတော့ဘတော်မှမယုံပါခဲ့ဘူးကိုကိုဆဲနေတဲ့သူတောင်မှတောင်းပန်ပါတယ်အမရေကျွန်တော်မသိလို့ပါဆိုရင်တော့မှဘလော့ဆဲဆဲပပဆဲဆဲလေခွန်းတော့တက်တဲ့လူစားဖြစ်တဲ့အတွက်ကြောင့်အေးစစ်စစ်ပဲ ဒါကြောင့်မလို့ကျမတို့ကြင်စာပါဖြစ်တယ်ဟောကျမကြင်စာတိုက်ရင်စူးတယ်ဆိုတာကျမတို့ကမှန်မှန်ကန်တဲ့အမှန်တရားတွေကိုတိုင်ကယ်ပြီးတော့မှကြင်စာတိုက်လို့သူတို့စူးတာပါမှန်မှန်ကန်တဲ့လူတွေကတော့ဘလို့ကြင်စာတိုက်တိုက်စူးမှာမဟုတ်ဘူးလေအဲ့တော့ကိုကိုနိုင်ကလည်းဖုန်ကန်မြင့်ဖို့လေလူပါသေးတယ်ကျမကတော့ဖုန်ကန်တွေကတော့ဆက်လက်ပြီးတော့ပဲမြင့်သွားမှာအာတေချာပေါက်ကတော့ကျမကိုဘယ်သူမှမနိုင်တဲ့အချိန်ရောက်လာမှာပါဘာကြောင့်လဲဆိုတော့ကျမကဟိုကျမတို့ပြောတယ်လေလူဆိုတာဟိုကန်နေတဲ့ကာလရှိတယ်လေ လူတိုင်းမှာရှိတယ်ဘယ်နှစ်နှစ်အတွင်းလို့ပါတော့အဲ့လိုကန်နှိမ့်တဲ့ကာလရှိတယ်ကျွန်မကြော်ဖြတ်လာပါကျွန်မကျွန်မအခုကန်ကောင်းတဲ့အချိန်ကိုကျွန်မရောက်လာပါတယ်အဲ့တော့ come on အာလောကကြီးကသူဖြစ်ချင်တာဖြစ်လာတာနိဟုတ်တယ်မလားအဲ့တော့ကိုကအဲ့ဒီပြဿနာတွေအားလုံးကိုရင်ဆိုင်နိုင်ဖို့ပဲသူဖြစ်ချင်တာဖြစ်စမ်းငါတို့ကကြော်လွှားနိုင်ဖို့ပဲဒီကပေါ့အဲ့တော့ကိုဘလို့ကြော်လွှားမလဲပြဿနာတွေကိုဘလို့ကိုဖြေရှင်းမလဲပေါ်ကနေမူတည်ပြီးတော့ကိုအောင်မြင်မှုပါရောက်ရှိလာမှာပါပဲအဲ့တော့ဒီကတော့နံပါတ်1ချက် လောဘမကြီးပါနဲ့မမကန်ကန်လောက်ပါလောဘမကြီးနဲ့မျက်မျက်တတလောက်ပါအနိုင်ရမှာပါဒါပေမဲ့ဇနီလာတိကန်ဆိုးတာမရှိတော့ဇနီလာတိကန်ကောင်းဖို့နဲ့ထိုက်တက်ဖို့ပဲရှိတော့တယ်အဲ့ဒါကန်ဆိုးတာပြီးတော့အော်အမြဲတမ်းဇာတာစစ်ပေးနေတာမဟုတ်လေကျေးဇူးအများကြီးတင်ပါတယ်ဇာတာကိုစစ်ပေးနေတာသူရဲ့ဇာတာထဲမှာကိုကိုကလေးကသူတော်ကောင်းဇာတာပါထားပြီးသား မယုံဇတာစစ်ကြည့်မလားမယုံဇတာစစ်ကြည့်မလားအမအလားဇတာမဟုတ်ဘူးကိုရီးယားအဲ့တော့နောက်ချိန်ကြရင်ဘာဖြစ်တော့လက်ခမောင်းခတ်ဆန်းဆိုတဲ့အချိန်ကိုရောက်ရှိလာပါကျမတိတ်ရေးချင်တာလက်ခမောင်းကဆန်းဆိုတဲ့အချိန်ကိုရောက်ရှိလာပါပြီအဲ့တော့လက်ခမောင်းတွေပဲစခတ်ပါတော့မယ်ဘေး come on ယတနာတွေအားလုံးလည်းဘာဖြစ်တယ် come on ငါကြော်လွှားဖို့အသင့်မယ် လာခဲ့လောကကြီးကသူဖြစ်ချင်တာတွေလာရင်ကိုကကြော်လာပြီကိုဖြစ်ချင်တာတွေကဘာလုပ်လိုက်ပြန်လုပ်ပလားကြောကုန်ပြီနဲ့လောကကြီးကဘာလုပ်လိုက်စိန်ခေါ်ပလားပြောလိုက်နင်တို့ဖြစ်ချင်တာဘရောမှမဖြစ်စေရငါဖြစ်ချင်တာဦးပဲဖြစ်အောင်လုပ်မှာလို့အဲ့လိုနဲ့ပဲကြော်ဖြတ်ကြပါလို့ပြောချင်ပါတယ်အဲ့တော့ခုနကတစ်ချက်ကဘောလုံးသမားလေးတွေတတိထားမယ်ဒုတိယတစ်ချက်ကအတင်းတုံနေတဲ့သူတွေဇွန်နီလာသေးတည်တယ် Okay. ောက်တစ်ချက်ကြေတနာတွေအလုံးကိုဟိုဘယ်လိုပြောမလဲကြိုးစိုးနေပါတယ်လို့အလုံးကြော်ဖြတ်ဖို့အသင့်ပါတရားမျှတတော့နီးနေပဲကြော်ဖြတ်မှာပါတရားဥပဒေနီးနေပဲကြော်ဖြတ်မှာပါကျမငငယ်ကလေးတွေအတိုင်းထောမတူထပ်ဘူးကျမညီမနဲ့ကျမနဲ့ရန်ဖြစ်ရင်တော့ကျမအတိုင်းထောဘယ်တော့မှမတူထပ်ဘူးအခုတော့ဘာဖြစ်လဲအတိုင်းထောထူထပ်ရတော့မှာပေါ့အတိုင်းတော့မထူရင်ဘာဖြစ်သွားမှာကိုခံရတော့မယ်လေဒါကြောင့်ပါအားလုံးပဲ fighting ကျမကတော့ကပြောတယ်လို့ပဲ လောကကြီးက तू ဖြစ်ချင်တာ तू ဖြစ်ချင်တာတွေကိုဖြစ်ခိုင်းရင်ကိုဖြစ်ချင်တာတွေဖြစ်ဖို့အတွက်ဆော။ပြန်ကြော်လွှားအဲ့ဒါကကစစဟိုကနေပြီးတော့မှစေကံပြပြီးတော့မှပြန်လာတယ်။ဒါမှမဟုတ်ဖန်ကြလို့ရှင်လေစေကံထပ်သွားမှာရှိတယ်။ဒါပေမဲ့စိတ်ပင်ပန်းမှုတွေအတွက်ရှိုးပွဲသွားကြည့်မယ်။ဒါကတော့တစ်နှလုံးမှာတစ်ခေါက်နှစ်ခေါက်ပေါ့။ဒါတစ်နှမှုဆိုလဲတစ်ခေါက်ပြီးသွားရင်ပြီးတော့ပါတယ်။သူတို့ကလည်းဒီနှစ်ထဲမှာမှာဖြစ်နေတာ။သူတို့ကလည်း ืมမြမပီရလူတွေကဘယ်ဟာကိုအောက်ကနေပြောတာဘယ်ဟာကိုဆိုလိုချင်တာလဲဆိုတော့ကျွန်မမသိနိုင်ငံရေးရလဲအာဒီနေ့ထဲမှာတော့ပြန်ကောင်းမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုရီးယားတောင်မှဒီလေးလပိုင်းမှာကျွန်တော်တို့ပြောပါတယ်။ကိုရီးယားမှာဒီလေးပါလားလေးလပိုင်းမှာဘယ်အလှတော်အမှတ်တွေနိုင်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရလိမ့်မယ်။အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီ ီမိုကရေစီဘက်ကိုအားပေးတဲ့လွှတ်တော်အမတ်တွေနိုင်နေဆိုရင်တော့မြန်မာပြည်ကိုကူညီပါလိမ့်မယ်။နိုင်ဖို့လည်းများပါတယ်။အားကြောင့်လေဆိုအခုကိုရီးယားကစစ်တပ်ဖက်လို့ဖြစ်နေရအောင်။အဲ့တော့လေးလပိုင်းမှာဒီမိုကရေစီဘက်ကလွှတ်တော်အမတ်တွေနိုင်ပါစီလို့ပဲဆုတောင်းပါ။သူတို့နိုင်သွားပြီဆိုရင်တော့အဆင်ပြေပြေလေးနဲ့မြန်မာပြည်ကိုလည်းကူညီလိမ့်မယ်လို့ယူဆရတယ်။ညတို့ကဘာလဲဆိုဒီမိုကရေစီကိုအားပေးတဲ့သူဖြစ်တဲ့အတွက်ဒီမိုကရေစီဘက်တော်သားတွေဘက်ကနေပြီးတော့ပါလိမ့်မယ်လို့ကျွန်မယူဆတယ်။ အခုကစစ်တပ်ဖက်ကဖြစ်နေတယ်ဗျမြန်မာတည်င်းတွေကလုံးဝအမောင်းချထားတယ်မြန်မာတည်င်းတွေမလာတော့ဘူးပေါ့နော်ဟုတ်တယ်မနိုင်လို့လည်းမရတော့အဲ့တော့ဒီကိုရီးယားကလည်းလေးလပိုင်းမှာသူတို့ရွေးကောက်ပွဲရှိတယ်လူရောဒါလွတ်တော်အမှရွေးကောက်ပွဲပေါ့နော်နောက်နှစ်မှာရွေးကောက်ပွဲရှိပြီလေအဲ့တော့နောက်နှစ်မှာကျမတို့တွေနိုင်မှာဖြစ်မယ်ဒီနှစ်အကုန်ပေါ့နောက်နှစ်ပုံမှန်လည်းပြရင်ခလေးတွေ6ဒီ6လပိုင်းမှာစာတင်တဲ့အချိန်မှာနိုင်ဖို့လိုအပ်တယ် နှမှုဆိုကျမတို့ကလေပြန်လဲထူထောင်ရေးလုပ်ဖို့တော့မလွယ်ကြဘူးအဲ့မပြန်လဲထူထောင်ရေးတွေကတော့ကိစ္စမရှိပါဘူးညံ့ညံ့ဆက်ဆက်အမ်လုတ်ဖြစ်နေတယ်လို့တော့ကျမတို့ယူဆတယ်ပေါ့နော်အဲ့တော့ဝိုင်းဝန်းပြီးတော့လုတ်ကြမှာပဲလေအဲ့တော့ကျမတို့ပြောချင်တာအားလုံးတတ်လိုက်ရနိုင်ဖို့ပါပဲတတ်လိုက်ရနိုင်ဖို့ပါပဲကျမလည်းဒီဘက်မှာတရားဥပဒေရဲ့ဘက်ကအရာကျမနိုင်နေဆိုရင်မြန်မာပြည်လည်းတတ်လိုက်ရနိုင်မှာပါပဲကျမယုံကြည်ထားတယ် ကျွန်မလည်းဒီဘက်မှာမအားလာနဲ့အမေစုနဲ့လိုပဲရံဖြစ်နေတာဖြစ်ပါတယ်မအားလာနဲ့အမေစုနဲ့ရံဖြစ်နေလို့ဖြစ်နေပါတယ်တကယ်ပြောတာဘာကြောင့်လဲဆိုတော့မွေးလာပြီးမွေးရတည်းရအဲ့လိုဖြစ်နေတာဟုတ်ပါမယ်အကုန်ပြည့်စည်နေပါနိုင်ကိုနိုင်ရမှာပါနိုင်ရမှာပါအဲဒီအချိန်ကြာတဲ့အခါကျတော့ကျမတို့ကိုဟိုဘောနော်လူတကာမုံတီးအောင်ဒလန်လို့ပြောခဲ့တဲ့လူတွေအားလုံးလည်းကျမကဒီတိချပြမှာပါကျမအားလုံးဒီတိကိုချပြမယ်ကျမတို့မှာဘာမှ ထိန်ချန်ထားစရာမလိုပါဘူး။ကျမကိုကြည်နေတဲ့ဒီပရိသတ်တွေကိုလည်းကျမထိန်ချန်ထားစရာမလိုဘူး။ကျမတို့ရဲ့ပြောခဲ့တဲ့ဟာတွေကဆိုကျမအားလုံးကိုပဲလုပ်ပါလိမ့်မယ်။ပြပေးပါပါ။ပြပေးမှာဖြစ်ပါတယ်။ကိုတက်နိုင်တာအတွက်အေးပေါ့မနိုင်ဘူးဆိုရင်တော့ဒီလိုကြီးပဲသွားမှာလေ။မနိုင်ဘူးဆိုရင်ဒီလိုအတ္တစာတွေနိုင်ငံပြည့်ချိန်မှာ ဒီလိုခုတ်သွေးဝင်ဆုပ်တဲ့သူတွေနိုင်ငံဖက်ချိန်မှာပွေးဖောက်စားတဲ့သူတွေကြောင့်ပဲပျက်စီးမှာပေါ့အဲ့ဒါအဓိကပါလေသူတို့တွေကတော့ဘာမှဖြစ်လာမှာမဟုတ်အဓိကအောက်ခြေပြည်သူတွေပျက်စီးမှာပေါ့အရင်လိုလဲပြန်မရတော့ဘူးအကုန်အလုတ်တွေကလည်းဖြစ်သွားပြီဒါကဟိုကျမတို့တွေအရင်တုန်းကအမေစုတို့2005မတိုင်ခင်လောက်ထိတောင်ဘာမှပြန်ရစရာအကြောင်းမရှိဘူးဘာကြောင့်လဲလုပ်ငန်းတွေအားလုံးကလည်းထွက်ကုန်အဲ့တော့ပြည်သူတွေကလည်းနှစ်ချမ်းတွေကကိုယ့်ရဲ့ကုန်နှစ်ချမ်းနေမဟုတ်ဘူးသူတို့ဘက်မှာတော့၄ပုံပုံဝင်၃ပုံလောက်တော့ရှိတာ ျမတို့စီမားကပုံပုံနောက်ကပြည်သူတွေကဆင်းရဲတဲ့ဓမ္မတွေလေဓပုံနောက်ကတော့သူတို့ပတ်နဲ့ပတ်စံနေနေရှိတဲ့လူတွေကြံနေသေးတယ်ပေါ့အဲ့အဓိကကတော့တတ်လိုက်ရနိုင်ဖို့ပါပဲအားလုံးဝိုင်းဝန်းကြပါလို့ပဲဆုတောင်းပါတယ်ကျမတို့အတွက်ကတော့အဲကျမရဲ့ဟို profile မှာလည်းရေးထားပြီးငါသည်ငါနိုင်ငံအတွက်တတ်နိုင်တဲ့လောက်တောင်းဝင်ကြည့်ရမယ်လစဉ်တောင်းဝင်ကြည့်ပါတယ် ကိုပြောခဲ့တဲ့စကားကိုကိုတီအောင်နဲ့လုပ်ပါတယ်နိုင်ငံရေးလုပ်မဲ့သူဟာကိုပြောတဲ့စကားကိုကိုတီလို့ရှိရင်နိုင်ငံရေးလုပ်စားလို့မရပါဘူးအဲ့တော့နိုင်ငံရေးကျွန်မတို့စာတင်နေတဲ့အခါမှာကိုပြောတဲ့စကားကိုကိုပြောတဲ့စကားလောက်ကိုတခြားဟာတွေမတီးရင်နေတော့ကိုပြောတဲ့စကားလောက်ကိုပဲကိုတီအောင်လုပ်ရပါတယ်โอเคကျွန်မပြောခဲ့တယ်ကျွန်မတိုက်ခိုက်တဲ့လူတွေကျွန်မရဲစခန်းတိုက်မယ်โอเคတိုက်ပါပါတိုင်နေနေပါတယ်တိုင်ပါပါโอเคကျွန်မတက်နိုင်တယ်လို့ကျွန်မနိုင်ငံအတွက်ကို တတ်နိုင်တဲ့လောက်လုပ်ပေးမယ်โอเคတတ်နိုင်တဲ့လောက်လုပ်ပေးနေပါတယ်ဒါတွေကိုလည်းချပြန်ပါပါညာစရာအကြောင်းမရှိပါဘူးအဲ့တော့ကျွန်မဒီနိုင်ငံမှာဘယ်သူပဲစွဲခေါ်ထုတ်ဖို့ပဲလုပ်လို့တွန့်အောင်တွန့်ဒီတွန့်အောင်တွန့်ခမ်းမောင်းပဲလာခဲ့ problem တွေအလုံးပြဿနာတွေအလုံး welcome ဇွန်နီလာထည့်ရတောက်ဖနာအောင်မှာဒီလိုဒီလိုကိုဘာလုပ်လိုက်ပါခြေထည့်ပလိုက်ပြီးတော့ကန်ပလိုက်ရင်အဲ့ဒီလူတွေဘာဖြစ်လဲအဲ့ဒီ ကျွန်မခြေလိုက်တဲ့ဟာတွေမှန်ပြီးတော့ဗျက်လဲလဲသွားလိမ့်မယ်ခမ်းမောဘသူကဗာဖြစ်မလဲစောင့်ကြည့်ကြတာခမ်းမောပဲအဲ့တော့အားလုံးကိုပြောချင်ပါတယ်နည်းနည်းလေးတော့ fighting နိုင်ချင်းနဲ့တော်ရရကလေးတွေဘွားကနိုင်မပြန်လာဟုတ်ပါတယ်မှန်ပါတယ်တို့ဘွားတွေပေါ့နော်တခြားလူတွေကမကောင်းဆိုးဝါးတွေတက်လှုပ်ပေးပေးမယ်နိုင်ချင်းတွေရော fighting ပေါ့နော် ကျမတို့လည်းအာဘယ်လိုပြောမလဲဆိုတော့နိုင်ငံတည်ငြိမ်ရေးတန်းတို့မှာပဲကျမလည်းမြန်မာပြည်ပြန်လာရမှာလေကျမတို့လည်း905ကြီးနဲ့လေအရန်ကိုချစ်ကြတယ်905ကြီးနဲ့ဟုတ်ဆိုတဲ့အခါကျတော့အားလုံးပဲဖိုက်တယ်မှာကျမတို့တက်လိုက်ရတဲ့ကတော့ကျမတို့ဘတ်ဆုံပေါ့ကျမကတော့ဘတ်ဆုံဘတ်ဆုံဒါပေါ့ ဟောစပေးဆောင်အတွက်လည်းပါမှာပဲပညာရေးဘက်အတွက်လည်းပါမှာပဲတခြားအတွက်လည်းကိုတတ်နိုင်တယ်လို့ပေါ့နော်တတ်နိုင်တယ်လို့မင်းကလေးတယောက်တည်းအားနဲ့မင်းကလေးတယောက်တည်းအားနဲ့ကျွန်မတတ်နိုင်တယ်လို့ပေါ့အားရငါရတာကုန်ကိုကောင်းဘယ်အောင်ဆိုလို့ကျင်တာလဲမသိဒါပေမဲ့ဒါကလေဒီဟာလေးကိုခူးတော့ လှုပ်ချင်တဲ့သူအတွက်ပေါ့နော်ဒါကတော့905တွေကအခွင့်ကောင်းနေပေါ့ကျမတို့ကတော့ဒီ905အပေါ်ကနေပြီးတော့ခုတုံးမလှုပ်ချင်တကယ်ကိုမှခင်မြန်နိုးတဲ့သူတွေအလုံးကတော့ဒီဟာတွေကအခွင့်အရေးလို့မတတ်မှတ်ထားအောင်ကျမအတွက်ကတော့ဒီ905နဲ့ပတ်သက်ပြီးဘာမှလှုပ်ထားတာမရှိဘူးအခွင့်အရေးမယူပါဘူးဒီမှာလဲကျမအကြောင်းပြစာနဲ့ပင်နေတာပါ ဒီ905နဲ့ပတ်သက်ပြီးတော့ဗီဇာတွေပြောင်းတာတို့ကျမမိဘတွေကိုခေါ်တာတို့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့တောင်းဆိုမှုတွေတခါမှမလုပ်ပါဘူးဒီဟာတွေအားလုံးကိုအခွင့်အရေးလို့ကျမယူဆထားပါဘူးကျမယူဆထားတာ905မတရားမှုလို့ပဲကျမယူဆထားတာကျမနိုင်ငံကိုလည်းတစ္ဆာဖောက်ထားတာလည်းမရှိဘူးဘု து ့မှာတစ္ဆာဖောက်ထားတာလည်းမရှိအဲ့တော့နိုင်ငံကိုသက်စာဖောက်မှုလေနိုင်ငံကိုဒါအကြီးညိုပြက်စီမှုလေကျမအကြီးညိုပြက်စီအောင်ကျမနိုင်ငံအကြောင်းကျမတပုတ်လီလုံးပုတ်ချနေတာလည်းမဟုတ် โอเคเนาะဆိုတဲ့အခါကျတော့မြန်မာနိုင်ငံကြီးကိုပြောနေတာပြောနေတာမဟုတ်ဘူးလေမြန်မာနိုင်ငံကြီးကိုအုတ်ချုပ်နေတဲ့အာဏာရှင်မကောင်းတာကိုပြောတာလေကျွန်မနိုင်ငံကြီးကဘာဖြစ်နေပါလဲလို့ပြောတာမဟုတ်ဘူးโอเคကျွန်မနိုင်ငံကိုကြီးညိုပြက်စီအောင်မလုပ်ဘူးလေအဲရမို့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်မတို့အတွက်ဘာမှလုပ်ထားတာမရှိဘူးဒါတွေအားလုံးကကိုယ်တိုင်နဲ့ကိုယ်ပါပဲဒီဟာလေးနဲ့ပတ်သက်ပြီးကျွန်မတို့အခွင့်အရေးယူထားတာဘာမှမရှိပါဘူးအခွင့်အရေးယူထားတာဘာမှမရှိဘူးဇွန်နီလာထိဒါနဲ့ပတ်သက်ပြီးတော့အခွင့်အရေးယူထားတာတခုမှမရှိဘူး ဒါကြောင့်မလို့ကိုသမိုင်းနဲ့ကိုပါလို့ပြောချင်တာပါကျမကြောင်းကမန်းစနီလာတိကိုလိုမျိုးဒီနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့တွေအားလုံးဟောပေါ့နော်အဲတခုခုရှိတယ်ဆိုအကြောင်းကိုလာပြောပါတဲ့ကျမဘရောမကြောင်းတော့တော့မပြောပါဘူးကျမပြောကြည့်ပါလားအကြောင်းကနေထိုင်ခွင့်တွေအလကားတွေပါလေရနိုင်ပါတယ်ငွေရေးကြီးရရတယ်ဒါပေမဲ့ကျမအခွင့်အရေးမယူခဲ့ဘူးကျမစကင်ကဲရောင်းလာတာတောင်မှ ကျမကြောင်းကို skin care ရောင်းနေပါတယ်တိတယ်မလား तू ကရိုက်မှုနဲ့ဆိုပြီးကျမကြောင်းကိုတိုင်စာလာတာတောင်မှကျမဆီယမ်မတွေကိုဘယ်လိုပြောခဲ့တယ်မှတ်လဲကျမ skin care ရောင်းတာဟုတ်ပါတယ်ကျမလှူတဲ့အတွက်ရောင်းတာပါအဲ့တော့ကျမမှာအကုန် detail လစဉ်ရှိတယ်ရှိတဲ့အတွက်ကြောင့်မလို့ကျမကကို skin care ရောင်းနေရင်ကိုကို skin care ရောင်းနေရင်အဥပမာဒီတခြားလူအခန်းပေါ်ပါလေဟို စိတ်ညစ်ရမှာစို့လို့ကိုတော့အပြင်ထွက်လာခဲ့တာတက်တလုံးကကြောင်းပါပဲနေခဲ့တာဟုတ်ဘယ်ဟာလေးလာဖို့နေတာလဲမသိဘူးဘသူဘယ်ကောင်မလဲကလမလားဘာလားဘာလေးလာဖို့နေတာမသိအောက်ကနေဘာဖိုင်လေးလာဖို့နေတာဘာထဲလိုက် တော့အားလုံးပဲ fighting ကျမတို့အားလုံးရင်ဆိုင်ကြောလောက်တော့ပါပါအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ EPS လဲအမတ်စနီလာတီပြောတာဟုတ်လို့လားစုံစမ်းပါကျမပြောတာလဲကျမပြောတာကလည်းမယုံနဲ့လို့စုံစမ်းပါဒါပေမဲ့ကျမမှန်နေစီရမယ်စုံစမ်းပါမတ်စနီလာတီပြောတာ EPS ကြီးကအဲ့လိုမျိုးကြီးလားစုံစမ်းပါနားနှစ်ဖက်ရှိတယ်မျက်လုံးနှလုံးရှိတယ် ရလုံးနှလုံးနဲ့ကြည်ပြီးတော့နားနှစ်ဖက်နဲ့နားထောင်ပြီးတော့စုံစမ်းပါသူပြောတာမှန်လားအဲ့ဒါမှအဖြေမှန်သိရမှာပါဘတော်မှတစ်ဖက်ထဲနားမထောင်ပါနဲ့တစ်ဖက်ထဲနားမထောင်ပါနဲ့နှစ်ဖက်နှလုံးရှိပါတယ်တေချာနားထောင်ပြီးပါကျမတို့ကတော့ဥပဒေရပဲလုပ်သွားမှာပါဇနီလာထီးငြိမ်တဲ့ကာလာပြီးဆုံးသွားပါတယ်ဇနီလာထီးဖတဲ့ကာလာရပါဖတဲ့ကာလာဆိုနှာဘူးတော့မဟုတ်ဘူးနော် ဲ့လိုကျိုးခွင့်နဲ့ပြန်ရောက်ပြီဆော်ဖို့အတွက်တားကြီးရတယောက်တည်းနဲ့အခုတော့လက်စင်တွေကိုစာလက်စင်တွေကိုကြည့်လိုက်ပါဦးတနေ့ကွန်ပျူတာလေးကြည့်ရတယ်မျိုးလုံးကြီးတော့ကွာအဲ့တော့အားလုံးအကင်းအကြာကြာ ီနှစ်ကုန်ရင်ငါတို့နိုင်ပြီလို့မှတ်လိုက်ပါဒါကြောင့်မလို့ထင်ပါတယ်ကျမအရင်တုန်းကတော်လန်ရေးဖြစ်တုန်းကအခုအမေရိကန်ကိုရောက်သွားတဲ့အမကနေပြီကျမဘာဆိုရေးရတဲ့၅နှစ်ကြာမှာအမလေးရဲ့အဲ့ဒီနေမှာထမင်းအောင်မစားနိုင်ဘာဖြစ်လို့၅နှစ်ကြာရမှာလဲဆိုပြီးတော့အခုသူပြောသလိုပါပဲအဖေဖေးနဲ့၃နှစ်၄နှစ်တောင်ဖြစ်လာတယ်သူတို့ကတော့ဟိုတက်မှာ၆ဖက်ကနေအမေရိကန်ကိုရောက်သွားခဲ့တာ ဒါပေမဲ့လည်းမိပါမှာရှိနေတဲ့သူတွေအတွက်လည်းပြန်ပြီးတော့ပံ့ပိုးငွေလေးတွေပါလေးတွေလည်းရတာပေါ့နော်ဘယ်သူမှမတော့အပြစ်တော့မပြောလို့ပါဘူးအဲ့တော့၅နှစ်ဆိုတာကျမတို့စတည်တယ်ကျမ၅နှစ်ဆိုတော့စပြောသေးတယ်အဲ့တော့၅နှစ်တော့မလုပ်ကြပါနဲ့လို့၄နှစ်လောက်ပဲလုပ်ပါပြည်သူတွေလည်းလွယ်တော့၅နှစ်တော့မလုပ်ကြပါနဲ့လို့အားလုံးပဲဖြစ်ရှကူတောင်းပါမယ်၄နှစ်ပဲလုပ်ကြပါ fighting အဲ့တော့ကျမလည်းဒီဘက်မှာဆုံးတက်ပေးပါမယ်ကျမရအားကြကြ Okay. ကိုကိုပဲအဲ့လိုပဲအားတင်းနေရတာပဲ။ပိုက်ထင်း